ဘုံမှုချုပ်ကြောစောရှိတာထိုင်ဆိုင်စုမသည်မန်ဟိုင်းစီသူဆိုရဲကိုရိုင်းရှိအထုပ်ပတိပေါင်းချုပ်ကဘိုးနေဝင်ကဘုเจ้าအစံပေါ်လူအများရှိမှပြောင်းရှမ်းတွေ့စကားများခြင်းဆိုရဲအကြောင်းရလေးကိုကောက်နောက်တင်ဆက်ပေးကြပါရစေဂျပန်ပြည်မှာစစ်ပညာသင်ညာခဲ့တဲ့ရဲဘော်သုံးချိတ်ဝင်တွေကသခင်ကိုရောမိုင်းရဲ့တွဲမှာအစီအောင်ကရွေးချယ်ဆင်လွတ်ခဲ့ရသူ၁၈ဦးဘုเจ้าအစံအပါအဝင်ဘိုးလက်ရှာဘိုးကျော်စောဘိုးတရပုံမှုအောင်စသည်တို့နဲ့ကျောင်းသားဖွဲက၃ဦးတတိပုဂ္ဂလတူဖြစ်တဲ့ ဖိုးထိန်ဝင်းနဲ့ဂျိုးမားဆီယုံကခွဲထွက်ခဲ့တဲ့တခင်မစင်တခင်ထုံးတို့အဖွဲ့ကရှေ့ဦးဖြစ်တဲ့ဘုန်းနေဝင်းနဲ့ဘူစောနောင်စသည်လိုနဲ့ဖွဲ့စည်းခဲ့ပါတယ်။ဘုန်းနေဝင်းကတခင်ထုံးကိုခေါင်းဆောင်နဲ့စတုဒ္ဒတအုပ်ဖြစ်ဂျပန်ကိုရောက်ရှိလာသူဖြစ်ပါတယ်။ဟိုင်နန်ဂျိုးမားဆင်းရင်းလေးချင်းနေစဉ်အတွင်းကျွန်တော်တို့အဖွဲ့ကဘူရန်နိုင်ကတခင်ထုံးတို့အဖွဲ့ကဘုန်းနေဝင်းဟာကိုကြောင်ဆန်းဘော်တလင်းတစားဆက်ဆံနေတဲ့အတွက်ကျွန်တော်တို့ကလည်းသူတို့အဖွဲ့ရဲ့လူကြီးတူဖြစ် ဖုန်နေဝင်းကိုလေးစားစွာနဲ့ဆက်ဆက်ကြားကိုတိုက်တွန်းတာကြောင့်ကျွန်တော်တို့ကနိုင်နာခေကြပါရယ်။တခင်ကိုရောမိုင်းရဲ့ဒုမစီယုံနဲ့တခင်တို့တခင်မစိန်တို့ရဲ့ဒုမစီယုံဖြင့်ညှက်ဖွဲ့ကွေးနေခြင်းလည်းဖြစ်ပါရယ်။နောက်မှကျွန်တော်တတိထားမိရဲ့ထူးခြားချက်ကဖုန်နေဝင်းကအစိုးရမှုတန်းတူစာတိုက်ဝန်တန်းမောင်ရှုမောင်ဖြစ်ကဖြစ်ခဲ့ပြီးတော့ဒီဘဝဖြတ်တမ်းမှုတော်တန်ရှိသူဖြစ်ပြီးမမီးရတဲ့လူကြီးကြီးကပ်ပုံနဲ့ပုံဝကျိတ်ဆက်ဆိုင်ကြီးကိုအထိုက်လျောက်ကျွမ်းကျင်သူလည်းဖြစ်တဲ့ ဗီအေပထမကာလမှာဘူနေဝေကဥစွာရုပ်ဖြတ်ဝင်ရတဲ့အခွဲကားဆောင်ဖြစ်ပြီးပြည်တွင်းလုံဆောင်ရေးတပုံလုပ်ငန်းတွေကိုမူလအစီအစဉ်အတိုင်းလုပ်ခဲ့ပါတယ်။ရန်ကုန်သိမ်းပြီးတိရစ္ဆာန်တက်တွေစုခွာရာဘူကျောင်းဆက်ကစစ်တင်နာပတိပုံမူကြီးလေးရကဒုတိယတင်နာပတိပုံမူကြီးဇေယကတက်မတင်မပုံမူကြီးနေဝေကတက်မနေမအဖြစ်တာဝန်ယူခဲ့ပါတယ်။ဗီအေခက်သိမ်းပြီး BTA ဗမာကာကွယ်ရေးတပ်မတော်ဖွဲ့စည်းတဲ့ကဘုံမူကြီးကလည်းအောင်ဆန်က စစ်တင်နာပတိပုဆက်ကြဂွလရာတို့ကဘုံမူလက်ဖတီနိတ်ကနဲ့ခေရှင်ဦးစီမှုတွေဖြစ်လာကြကဘိုးနေဝင်းကတရင်တင်မှုဘိုးရနိုင်ကတရင်နှစ်မှုဘိုးစရာကတရင်သုံးမှုမိစားရှာတို့တွေနဲ့တောင်းဝင်ထမ်းဆောင်ခဲ့ကြပါတယ်။အဲ့ဒီချိန်ကပဲဘိုးလရာကရှင်ဦးစီမှုအဖြစ်အမိန့်ပေးတာတွေကိုဘိုးနေဝင်းကနာခံမှုမရှိကြောင်းပြောပြခဲ့ပါတယ်။အီမဘိုးနေဝင်းရဲ့စိတ်မှာဘိုးကြောင့်ဆန်ဘီလီယာကသူတာဒုတိယဖြစ်ရမယ်ဆိုပြီး ကိုရေးကြီးပွားလူစိတ်ကိုပြောင်းလဲလာပြီလို့ဆိုနိုင်ပါတယ်။တင်းရက်ရှိလား1943ခုနှစ်ဂျပန်ကလွတ်လပ်ရေးပြီးပြီးနောက်တခြားဆီအိုစီဌာနချုပ်ဖွဲ့အားသူ့ကိုဗိုလ်မှူးကြီးရှာသူနဲ့ဆီအိုစီချုပ်ရှာသူကိုစစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်းကခန့်တာခဲ့ပါတယ်။အဲ့ဒီရှာသူအတွက်ရေးချင်းမမီတော့လေဒီဘက်မှာဆီယွန်တကင်းလက်ပါတိညညရေးအတွက်ပြေးခဲ့တာဝင်ဖြစ်ပါတယ်။အဲ့ဒီနောက်မှာသူ့ရဲ့ပျော်ပါလိုက်စားပြီးစာရိတ်တရှိန်ကန်ကျွတ်တဲ့မှုတွေကိုတွေ့တိလာရပါတယ်။စေဦးစီရှင်ဟောတာပုံမှန်မတက်ပဲ အပြော်ပားနဲ့လောင်းကစားဘက်ကသာအာယုံဆိုင်လာတယ်။တင်းနေအေးချမ်းလာချိန်မှာရှာရူထာနရာခိုင်မဲလာတဲ့အခါသူ့ရဲ့မူလစာတိရုပ်ဆိုင်တွေကပေါ်လာခြင်းပဲဖြစ်ပါတယ်။1944ခုနှစ်မှာကျွန်တော်ဘကုန်းမှာစံညတိုင်ရင်မှုအဖြစ်ထမ်းဆောင်နေချိန် BIA အနောက်တိုင်းအာလန်ဘက်ကပိုကြီးစိန်နာကအနောက်တိုင်းမှာဘွန်နေဝင်းနဲ့ဘွန်အောင်ကြီးတို့အဖွဲ့သားတွေကရှကုတက်တဲ့ပိုင်းကပိုကြောင်ဆန်းအပါအဝင်ရဲဘော်သုံးချိတ်ခေါင်းဆောင်နေဘာလို့မှမလုပ်ဘူးအလဲကားပဲဆိုပြီး တင်းကားတဲ့လူငယ်ပိုင်းကိုပြောကြုံစည်းရုံးနေကြကြောင်းပြောပြလာပါတယ်။ကျွန်တော်လေးထို့အကြောင်းကိုပုံမအောင်နဲ့တိုင်ပင်ပြီးရန်ကုန်ဆင်းလာပြီးတော့ပေါ်ချောင်းဆက်တန်သတင်းပို့တိုင်းကြခဲ့ပါတယ်။ပိုချုပ်ကဒီကိစ္စကိုသူသိချဖို့ရှာတယ်။ဘသူမှမပြောဘဲအေးအေးဆေးဆေးနေကြရတဲ့သူစီစဉ်လုံဆောင်သားမှဖြစ်ကြမစိုးရင်ကြဖို့နှစ်သိမ့်တဲ့အတွက်ကြောင့်စိတ်အေးကပကုတ်ကိုပြင်လာခဲ့ကြပါတယ်။ပိုအောင်ကြီးတို့လူငယ်အုပ်စုကတက်တွဲရနာကိုကြောင်းလာကရိုက်ယူလို့ကြတော့ သူတို့ဘောကရဲဘော်တုံးချိန်ဝင်ထင်ရှားတဲ့ခေါင်းဆောင်တယောက်ကိုမိကိုဖို့နူလာပါတယ်။အဲ့ဒီချိန်မှာဘိုနေဝင်းကိုတွေ့ရှိပြီးအရှိကုန်ပြီးတော့တက်တွင်းပို့ချလာကြတယ်။အီမာဘိုနေဝင်းကလည်းဘိုကြောင့်အောင်ဆန်းနောက်ဒုတိယလူဖြစ်ဖို့ဘိုနေရကိုစက်ကျင်အခန့်ကကြော်တက်နိုင်ဖို့အတွက်အားထုတ်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းကစလို့ဘိုကြောင့်အောင်ဆန်းကဘိုနေဝင်းကိုတတိကျလာဖို့ရှာတယ်။1945ခုနှစ်ဖက်စစ်တော်လှန်ရေးမဖြစ်မီနောက်ပိုင်းလိုမှဘိုနေဝင်းကိုစေဦးစီးချုပ်ရှာသူက စီဝင်ကြီးရောရဲကပစ္စည်းထောက်ပံ့ရေးဌာနကြီးမှုနေရာကိုအစိတကပြောင်းရွှေ့လိုက်တဲ့စီဥစည်းချုပ်ဖြစ်ဘုံမကြီးစင်ရကိုတောင်းဝန်ပေးလိုက်ပါတယ်။ဘုံနေဝင်ကထောက်ပံ့ရေးဌာနကြီးမှုဖြစ်လေရောမမှန်မတက်ပေဥဝဲရှင်ရဲ့ဝက်ရှော့အလုံးရောအဝန်းဝိုင်းမှာတနေ့ကုန်ဖျက်ရိုက်နေလေရှိပါတယ်။1945ခုနှစ်မတ်လဇန်မှာပန်လန်းရှိဘုံကျောင်းဆန်းနေမှာကျွန်တော်တို့ပါဝင်ပျော်လင်းရေးကောင်းဆောင်များတက်တွင်းထိပ်ပိုင်ကောင်းဆောင်များ၃ညလောက်ညစဉ်အစည်းအဝေးကျင်းပါတယ်။ ပစိတော်လဲရှိအတွက်ငေးမုံချမ်းနဲ့စတိုင်းများခွဲကစီးရီးကောင်းဆောင်နိုင်ငံရေးကောင်းဆောင်တွေကိုတောင်းဝင်တည်တည်ပွဲဝေတမတ်တဲ့အစီဝေးပြီးကနေမှကျွန်တော်ကဘုံဘူးချင်းနေဝင်ရဲ့တိုင်းနယ်မှာဖျားပုံနဲ့ဟန်နာရီခိုင်နှုတ်ကိုထဲသွင်းထားရာကျွန်တော်ရဲ့ဘကိုတိုင်းလေးဌာနချုပ်မှာဟန်နာရီခိုင်တမှုတွေရှိနေကြောင်းဘိုးချောင်းအစံခုတင်ပြတော့ဘိုးချုပ်ကဟန်နာရီခိုင်ကတော်တင်းမြို့နယ်ထိတာတိုင်းနယ်အောက်မှာထားဖို့ကျန်းမြို့နယ်များကိုတိုင်းနယ်အောက်မှာသာထားရှိကြောင်း မြေပေါ်ကျမ်းပါခဲတဲ့နဲ့ပြင်ဆင်တက်မှတ်လိုက်ပါရယ်။ဒီမှာဘုန်းနေဝင်ကဖျော်ဝထိုင်နေရကဝန်းကနဲ့မတည့်ရှက်လိုက်ပြီးကျွန်တော်ကိုရှောင်ကြည့်မှတောင်းဝန်ပေးပါ။မရှောင်ကြည့်ရင်ဘာတောင်းဝန်မှမပေးပါနဲ့ဆိုပြီးမချင်မနှဲ့နဲ့ပြောလိုက်ပါရယ်။အစီဝေးတက်သူကောင်းဆောင်ကြည့်ပြီးအားလုံးကသူ့ကိုအံ့ဩပြီးတော့စိုက်ကြည့်နေကြတယ်။ဘောကျောင်းဆန်ကသူ့ကိုခိတစူးစိုက်ကြည့်ပြီးနောက်ဘာမှထမပြောတော့ပဲအစီဝေးပြီးမင်းလို့ပြောပြီးတော့အားလုံးစာကြည့်ကန်ကထွက်ခွာခဲ့ကြတယ်။အဲ့ဒီနေ့ကအစီဝေးတက်ကြသူတွေကကျွန်တော်မှတ်မိသလား ဘောချောင်းဆက်ဘုံမူကြီးနေဝင်ဘုံမူရှဲထုံဘုံမူပုကွန်ဘိုးအောင်ကြီးဘိုးမောင်မောင်တခင်စုတခင်တင်မြောက်တခင်အတန်းထုံဥပဆွေဦးကျော်ငယ်တခင်ချင်းနေကျွန်တော်တို့ပါဝင်ပါတယ်ဘုံနေဝင်ကစေဝစီချုပ်လွတ်စင်ကန်လာကောက်အလုံးနီးနာနဲ့တိမ်မိုက်ခဲ့တယ်မသိတိုက်ရင်ချင်းနှလုံးကိုပိုင်ဆိုင်ထားပါတယ်ဖက်စီတော်လိုင်းရဲ့အပီဘောချောင်းဆက်ရှန်ကိုပြောင်းတော့နေစရာအဝေးမရှိပဲအိမ်တော်တဲ့ဘဝကလေးတွေနဲ့ခက်ခဲကြုံနေရစဉ်ဘုံနေဝင်က ဒူဘိုင်းဆိုင်ထားတဲ့တာဝါလင်းကုန်းမော့ကလက်ရှိဗိုလ်ချုပ်ပြတိုင်အင်ဂျီကိုဗိုလ်ချုပ်တို့မိသားစုနေထိုင်ဖို့အတွက်အတင်းထွက်ပေးခဲ့ပါတယ်။သူကခေါင်းအကြီးကမျက်စောင်းထွက်မှရှိရဲ့တိုက်အင်ဂျီကိုပျောက်ရှိနေထိုင်ခဲ့ကြောင်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါပရိသတ်များရှင်ဒီကနေ့မှတိဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကျန်းနေတတ်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကို like နဲ့ share လို့သားပေးဖို့အတွက်မမေ့ကြပါနဲ့ရှင်။နောက်ဆက်အမေရကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။